မင်္ဂလာပါခင်ဗျာ11ရုပ်တန်ရဲ့ match လ16ရက်နေ့ညပိုင်းသတင်းစီစဉ်ဒိုင်းထုံးလုံးကနေပြီးကြိုလိုက်ပါရစေဒီကနေ့မှာတက်ဆက်ပေးသားမယ့်သတင်းတွေကတော့ပြည်သူ့စစ်မှုထမ်းတန်တန်းမှတ်စဉ်စတေတန်တန်းဖွင့်ပွဲတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးမှရှိတဲ့တန်တန်းကျောင်းတွေမှာပြုလုပ်တယ်ဆိုတဲ့သတင်းနေပြည်တော်တကုံးမြို့နယ်ကင်းတာပင်လောင်းလမ်းမှာမော်တော်ယာဉ်စီးပေါ်ကနေလက်နက်မျိုးစုံ16လက်ကြီးမျိုးစုံနဲ့အတူအမျိုးသား2ဦးကိုဖမ်းမိတယ်ဆိုတဲ့သတင်း American Democratic Party ရဲ့လူလူထောက်ကမှုနှုံစံချိန်တင်ချဆင်းနေဆိုတဲ့တဲ့ တန်ဂိုရီယာသမရယွန်းစော့ယူရဲ့ဆက်ဆက်ပြစ်တင်မှုကိုလင်းမြန်စွာစီရင်ချက်ချဖို့တိုက်ခိုက်ပါတီကအခြေခံဥပဒေဆိုင်ရာတရားရုံးကိုတိုက်တွန်းတယ်ဆိုတဲ့သတင်းနဲ့အာဂျင်တီးနားလက်ရေးစင်လူစင်းကနေမက်ဆီနှုတ်ထွက်တယ်ဆိုတဲ့သတင်းဆက်စပ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်သူစစ်မှုထံတင်နန်းအမှတ်စဉ်၁၁ကိုတိုင်းစစ်ဌာနချုပ်အသီးသီးမှရှိတဲ့တင်နန်းကျောင်းတွေမှာပြုလုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်သူ့စစ်မှုထမ်းတင်နန်းမှတ်စဉ်စတေတင်နန်းဖွံ့ဖွဲတွေကိုတိုင်းစစ်ဌာနချုပ်တည်တည်မှရှိတဲ့တင်နန်းကျောင်းတွေမှာမက်ရှလ18ရက်နေ့ကပြုလုပ်ခဲ့ကြောင်းသိရပါတယ်အစောပိုင်းတင်နန်းကျောင်းတည်တည်မှာမက်ရှလ18ရက်နေ့မနက်ပိုင်းကပြည်သူ့စစ်မှုထမ်းတင်နန်းအမှတ်စဉ်စတေတင်နန်းဖွံ့ဖွဲတွေပြုလုပ်ခဲ့ကြပြီးတင်နန်းဖွံ့ဖွဲအတည်တည်မှာတင်နန်းကျောင်းအလိုက်တင်နန်းကျောင်းအကြီးတွေကတင်နန်းဖွံ့အမှားစကားတွေပြောကြခဲ့ကြောင်းသိရပါတယ်တင်နန်းဖွံ့ဖွဲတွေကိုတိုင်းဒေသကြီးနယ်ပြည်နယ်ဝန်ကြီးချုပ်တွေတိုင်းမှုတွေနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းတင်နန်းအမှတ်စဉ်စက်တင်ဘာတင်နန်းသားတွေကိုတွေ့ဆုံကတင်နန်းသားတွေအတွက်ဂုံပြူချင်းမြင့်ငွေတွေနဲ့ပစ္စည်းတွေပေးခဲ့ကြပြီးတင်နန်းသားတွေကိုလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်းသိရပါတယ်။ ပြည်သူ့စစ်မှုထံတင်တဲ့အမှတ်စဉ်2024ခုနှစ်ဧပြီလ10ရက်နေ့ကစတင်ပြီးဖွင့်လှစ်တင်ပြခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ပြည်သူ့စစ်မှုထံတင်တဲ့အမှတ်စဉ်1ကနေအမှတ်10အထိတင်တဲ့တက်ရောက်ပြည်သူများတင်တဲ့ပြီးဆုံးပြီဖြစ်တဲ့အတွက်တင်တဲ့စင်ကတရင်တက်ဖွဲ့တတိမာတောင်းအောင်ထမ်းဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။ပြည်သူ့စစ်မှုထံအမှတ်စဉ်တစ်ခုလျင်တင်တဲ့သားဥယေငါးရုံးငန်းခေါ်ယူမှာဖြစ်ကြောင်းနာဆာကရဲ့ရခင်ထုတ်ပြန်ပြောဆိုမှုတွေရသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်တကုံးမြို့နယ်ကင်းသာပင်လောင်လမ်းပေါ်မှာ မော်တော်ယာဉ်စီးပေါ်ကနေလက်နက်မျိုးစုံ16လက်ကြီမျိုးစုံနဲ့အတူလူနှစ်ဦးကိုဖမ်းမိတဲ့စစ်ဝင်တရင်ကိုတင်ဆက်ပေးပါမယ်။တက္ကူးမြို့နယ်ကင်းသာပင်လောင်လမ်းပေါ်မှာမော်တော်ယာဉ်စီးပေါ်ကနေနနင်းတက်အိတ်တွေအတွင်းတူဖက်ပြီးတည်ဆောင်လာတဲ့လက်နက်မျိုးစုံ16လက်ကြီမျိုးစုံနဲ့အတူလူနှစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗျ။စလာစခွန်နေမနက်ပိုင်းကကင်းသာပင်လောင်လမ်းပေါ်မှာရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ဘက်ကနေတက္ကိုမြို့နယ်ဘက်ကိုမောင်းနှင်လာတဲ့လိုက်ထွက်ရင်တစည်းကိုဆက်ဆီးခဲ့ရာနနင်းတက်အိတ်ဒီအချင်းတိုးဖက်ပြီးတည်ဆောင်လာတဲ့ လက်နက်ခဲယံတွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကနေသိရပါဗျ။လက်နက်က16လက်ပေါ်တနက်တွေကတော့အမျိုးဆုံးပဲ။ကြည်တွေလည်းအများကြီးမိတယ်။အမှုလည်းဖွင့်ထားပြီးပြီးလူကတော့နှစ်ယောက်မိတယ်။နန်းနေတဲ့အိတ်တွေထဲမှာဖွက်ပြီးတဲလာတာပေါ့။နေပြီးတော့တဲကိုတဲတာမျိုးတော့မဟုတ်ဘူး။အခုထိတော့စစ်နေတော့မဲ။ဒီကောင်တွေကအဲ့ဒီလမ်းကသွားရင်ဟိုဘက်အမြန်လမ်းပေါ်တက်ပြီးတော့မကွေးဘက်ကိုတက်မယ်လို့ထင်ပါတယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါတယ်။ အဆိုပါလက်နက်ခဲရဲနဲ့ဆက်ဆက်ပစ္စည်းတွေကိုနည်းနည်းတက်အိတ်တွေတွင်တုပ်ဝတ်ပြီးရမောင်းတုပ်ဦးနဲ့ဂျင်နော့လက်တူလိုက်ပါလာတဲ့လိုက်ထွက်ခြင်းတစ်စီးနဲ့တည်ဆောင်လာတာဖြစ်ပါတယ်။ဒီဘက်ကနေဖြတ်သေးတာမျိုးပေါ့အဲ့ဒီဂေကြီးမှာကပူပေါင်းတပ်ဖွဲ့တွေရှိတယ်ဒီကောင်တွေကိုစစ်ဆေးတဲ့ချိန်တိတ်မှုမမှန်လို့မတင်ကားတာကြောင့်ကားကိုစစ်ဆေးရှာဖွေတာမှာဖွက်ပြီးတက်လာတဲ့လက်နက်တွေကိုမိတာလို့ရတဲ့ဖွဲ့နဲ့နေသက်သူတူကဆက်လက်ပြောပါတယ်။ဖက်စီရမိတဲ့လက်နက်တွေမှာ M1 လေးလက် M2 နှစ်လက် M60 တစ်လက်ပါဝင်လက်နက်မျိုးစုံ16လက်လက်ပြပုံ၃လုံးကြီးမျိုးစုံ 1600တောင်ကျော်ယူနီဖောင်းတွေနဲ့စကားပြောဆက်တွေလည်းပါဝင်ကြောင်းဗန်စီရမိသူ2ဦးကိုလည်းအမှုဖွင့်ဆစ်ဆီးနေကြောင်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ American Democratic Party ရဲ့လူမှုထောက်ခံတောင်းဆန်းနေတဲ့ကြာစင်းနေဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ America မှာ Democratic Party ကိုနောက်ဆုံးအကြိမ်လူမှုနှောက်ခံမှုနှောင်းဟာဆန်းနေတဲ့ကြာစင်းနေတယ်လို့ USA Today သတင်းဌာနကဖော်ပြခဲ့ပါတယ်။အဲ့လူလူထောက်ခံမှုနှုံတာရာအင်ဖြူရောနဲ့အထက်လွတ်တော်ကိုထိန်းချုပ်နိုင်စံမရှိတော့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ကြာဆုံးခန်းဖြစ်တဲ့2024ရွေးကောက်ပွဲပြီးမှပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ MC သတင်းဌာနရဲ့စစ်တမ်းတွေမှာမူရွေးကောက်ပွဲမှာစည်ရင်ပေးထားတဲ့မဲဆန္ဒရှင်တွေက29ရာခိုင်နှုန်းကသာဒီမိုကရက်တစ်ပါတီကိုကြိုက်နှစ်သက်တောင်းဖော်ပြခဲ့ပါတယ်။အဲ့ဒီနှုန်းသားရ1990ပြည်နှစ်ကကောက်ခံခဲ့တဲ့ MC ရဲ့စစ်တမ်းတွေမှာအနှိမ်ဆုံးနှုန်းထားလေဖြစ်နေပါတယ်။စစ်တမ်းကောက်ယူမှုရဲ့စုစုပေါင်း9ရာခိုင်နှုန်းကသာဒီမိုကရက်တစ်ပါတီကိုအလွန်အကောင်းမြင်ကြောင်ဖြည့်ချခဲ့ကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ တံဂရီယာသမရရွှေဆုပ်ယူရေးဆက်ဆက်ပြစ်တင်မှုတွေကိုလင်းမြန်းသွားစီရင်ချက်ချဖို့အတိုက်ခံပါတီကအခြေခံဥပဒေဆိုင်ရာတရားရုံးကိုတိုက်တွန်းနေဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။တံဂရီယာသမရရွှေဆုပ်ယူရေးဆက်ဆက်ပြစ်တင်မှုကိုလင်းမြန်းသွားစီရင်ချက်ချဖို့အတိုက်ခံပါတီကအခြေခံဥပဒေဆိုင်ရာတရားရုံးကိုမတ်လ၁၇ရက်နေ့ကတိုက်တွန်းခဲ့ပြီးအဲ့ဒီအမှုနောက်နေ့ကြန့်ကြာနေတာကတာဝန်ကဲမဲ့မှုဖြစ်ပြီးလူမှုကိုမငြိမ်မသက်ဖြစ်စေခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့လအတွင်းအခြေခံဥပဒေဆိုင်ရာတရားရုံးကရွှေရဆက်ဆက်ပြစ်တင်မှုကို ကျန်းသာစစ်ဆေးမှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးနောက်ယွန်းကိုတမရရာရုမှာဖယ်ရှားဖို့တင်မတင်စဉ်းစားသုံးသပ်လျက်ရှိပါတယ်ကျွမ်းကျင်သူတွေကတော့ယွန်းရဲ့ဆက်ဆွဲပြစ်တင်မှုဟာမက်ရှလလေဘိုင်းမှာစီရင်ချက်ချခံရလိမ့်မယ်လို့ခမန့်ထားပေမဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးကစီရင်ချက်မချသေးတဲ့အတွက်ယွန်းရဲ့အမှုဟာတရားရုံးရဲ့တမိုင်းမှာအရှိချဆုံးစဉ်းစားသုံးသပ်ရတဲ့အမှုဖြစ်လာခဲ့ပါတယ်ပြီးခဲ့တဲ့ဂျပန်ရင်တွင်စုမြို့တော်ရဲ့လမ်းလေပေါ်မှာယွန်းကိုစန့်ကျင်သူတွေနဲ့ထောက်ခံသူတွေစုံစမ်းဆန္ဒပြခဲ့ကြပါတယ်ယွန်းကိုစန့်ကျင်သူတွေက ယွန်းကိုရာထူးကနေချက်ချင်းဖယ်ရှားဖို့တောင်းဆိုနေကြပြီးထောက်ခံသူတွေကတော့ယွန်းကိုရာထူးနေရာပြန်ပေးဖို့တောင်းဆိုနေကြပါတယ်။နိုင်ငံနဲ့ပြည်သူတွေဟာအခုထပ်ပို့ပြီးတိခဏတော့မှမဟုတ်ပါဘူး။တင်းမာမှုတွေရှိလာပြီးစိတ်မရှိနိုင်ကြတော့ပါဘူးလို့အတိုက်ခံလွှတ်တော်အမတ်ကင်မင်ဆွတ်ကမတ်လ18ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒံဂရီးယားယာယီသမ္မတချွေးဆောင်မှုက ရွံ့ကိုဆွဆွဲပြစ်တင်မှုနဲ့ပတ်သက်ပြီးအခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့ဘလို့ဆုံးဖြတ်မှုကိုမစိုးလေးစားဖို့နဲ့လက်ခံဖို့မက်စတာဆလီယင်ကပြည်သူလူထုကိုတိုက်တွန်းခဲ့ပေမဲ့စုမျိုးတော်မှရွံ့ကိုစန့်ကျင်သူတွေနဲ့ထောက်ခံသူတွေကဆန္ဒထုတ်ဖော်မှုတွေကိုစတိုက်ပြစ်လုပ်ခဲ့ကြပါတယ်။အစိုးရအဖွဲ့အနေနဲ့စုမျိုးတော်ရဲ့နေရာဒေသတွေမှာရဲတပ်ဖွဲ့အင်အားတိုးမြှင့်ချထားမှဖြစ်ပြီးပြည်သူအာဏာပိုင်အဖွဲ့ကိုစိန်ခေါ်တဲ့ဘလို့လို့ရွက်ကိုမစိုးတိခံမှမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ခုအနေနဲ့ အာဂျင်တီးနားလက်ရွေးစင်အတင်းလူစင်းကနေမက်ဆီနှုတ်ထွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဂျင်တီးနားသင်္ကောင်းဆောင်မက်ဆီဟာကမ္ဘာ့ဖလားခြေစပွဲတွေကစားမဲ့လက်ရွေးစင်အတင်းလူစင်းကနေနှုတ်ထွက်ခဲ့ပါတယ်။မက်ဆီဟာကြော့သားဒိုင်ယန်ကနေပြန်လည်တက်တလာပြီးဖြစ်ပြီးအင်တာမိုင်ယာမီအသင်းကကစားပြီးနိုင်ပြီဖြစ်တော့လေဒိုင်ယန်ပြဿနာနဲ့ထပ်မံရင်ဆိုင်ရာချင်းမရှိစေဖို့အတွက်အာဂျင်တီးနားလူစည်းရင်းကနေနှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အာဂျင်တီးနားအသင်းဟာလာမယ့်နိုင်ငံတကာရွေးတက်ပတ်အတွင်းဥရုဂွေ၊ဘရာဇီးလိုနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရှင်းပြန်ကစားရမှာဖြစ်ပါတယ်။ လည်းမယုံတဲ့ညာဘက်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ